အားလုံးမင်္ဂလာပါရှင် Healthy Lifestyle မှာပြန်လည်ကြိုဆိုပါရစေ။အဲအခုပြပြချင်းနဲ့အကြောင်းအရာကတော့ဘောနော်ဒီနှစ်နွေဟာအရန်ပူမှာပါပြီးွားလို့ရှိရင်ဒီပူနွေမှုကဘောနော်ရိုးရိုးနွေရသည်ပူပြင်းခြင်းထက်ပူပြီးတော့ပူပြင်းမလားဆိုတာကိုပြပြပေးချင်ပါတယ်။ဆိုတော့အခုလူမျိုးတဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုတွေကလူသားတွေကိုတက်တန်းပူရှိဖို့အတွက်မဖြစ်စေနိုင်ဘူးဘောနော်။ပြောရမယ်ဆိုလို့ရှိရင်ဒီအရာတွေကိုသိမှတ်ပညာရှင်တွေကလည်းအဲ ခံမှန်းထားကြတာကြာပြီပေါ့နော်ဒါပေမဲ့အခုကတော့တဖြည်းဖြည်းနဲ့ပို့ပြီးတော့ရှင်းရှင်းလင်းသိမြင်ခံစားလာပါပြီအကုန်လုံးလीဆိုတော့အပူဆုံးတွေရသည့်စံချိန်တွေက2022 2023 2024ဒီလိုမျိုးပဲစတိုက်တက်လာတယ်ပေါ့နော်ဆိုတော့ဒီနှစ်2025ရောအပူဆုံးထဲမှာပါမလားပေါ့နော်ဒါကကုမိသားစုတွေတငယ်ချင်းတွေနဲ့အပူဓာတ်ကိုကြော်ဖြတ်ဖို့အတွက်ပြင်ဆင်စရာရှိတာတွေလည်းပြင်ဆင်လို့ရအောင်ပြပြပြီးတဲ့ဗီဒီယိုလေးလည်းဖြစ်ပါတယ်ဆိုတော့ဒီနှစ်တွေရတော့တကယ်ပူပါလိမ့်မယ် ယ်ကိုကတော့ကာကွယ်နိုင်မဲ့အခြေအနေတွေပေါ့နော် ကာကွယ်ထားမယ်ဥမာအပြင်ထွက်တဲ့အခါမျိုးမှာအမြဲတမ်းထိယူသွားတာပဲဖြစ်ဖြစ်အုတ်ထုတ်ဆောင်တာပဲဖြစ်ဖြစ်ပေါ့နော်အပူတွေကနေပြီးတော့အေးကိုဝင်တာပဲဖြစ်ဖြစ်အေးတွေကနေပြီးတော့အပူတွေကိုထွက်တာပဲဖြစ်ဖြစ်အခက်မတင်ဘူးဆိုလို့ရှိရင်အသက်အရွယ်မရွေးဒီအုံနောက်သွေးကြောပြတ်တာတွေပါဖြစ်တတ်တယ်ပြီးတော့အပြင်ကပြန်လာတယ်ဆိုလို့ရှိရင်ရေခဲကြီးမတောင်းနေပေါ့နော်အဲအဲ့လိုမျိုးတွေကိုရှောင်ကျဲရမယ်ပြီးတော့ရှိရင်အရန်နေပူတဲ့အချိန်တွေကိုအပြင် မထွက်တာကတော့အကောင်းဆုံးပေါ့နော်ဆိုတော့ပထမဆုံးအနေနဲ့ကဘာကြီးပုံလေးလာမှုပေါ့နော်ဆိုတော့ပထမဆုံးအနေနဲ့ကကျမတို့တွေရဲ့အခုနွေရာသီတွေကပို့ပြီးတော့ပို့ပူလာလဲပေါ့အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်ကဘာကြီးပုံလေးလာမှုကနေစပြီးပြောရပါလိမ့်မယ်အဲဒီကျမတို့နေ့စဉ်သုံးနေတဲ့ဒီလက်စစ်တအားတွေနောက်ပြီးသွားလို့ရှိရင်ကားတွေနဲ့သွားတာလာတာတွေပေါ့နော် ောက်ပြီးသွားလို့ရှိရင်ကားတွေမှာမဟုတ်ဘောနော်တခြားရင်အမျိုးစားရင်လည်းသွားလာတာ၄နောက်စားသမှုပုံစံ၄ပေါ့နော်အဲ့ဒါတွေကပဲကဘာကြီးပုံလို့လာမှုတဖြည်းဖြည်းနဲ့အားဖြည့်ပြီးနေကြတာဖြစ်ပါတယ်သိပ္ပံပညာရှင်တွေကပြောထားတာကတော့ဒီ1850ခုနှစ်ခေတ်ကကဘာအပူချိန်ကတဖြည်းဖြည်းတိုးတက်လာနေပြီးတော့ဒီ2023ပေါ်တော့ဒီ2023ခုနှစ်ကတော့မှတ်တမ်းတင်အပူဆုံးနှစ်ဖြစ်သွားတယ်2024ကတော့ပို့ပြီးတော့ဆိုးကြွားသွားတယ်ပေါ့နော်ဒါကတော့ လူတွေရဲ့လုံမှုတွေကြောင့်ပေါ့နော်အများကြီးပါတယ်ဆိုတော့ဘာလို့ပူလာတာလဲဆိုတော့ကြည့်ရဆိုလို့ရှိရင်ရေနံမိသွေးတဘာဝထောင်ွေတွေအများကြီးတုံတာတွေကြောင့်မလို့ရောနောက်ပြီးသွားလို့ရှိရင်တက်တော်တွေပြုံးတိမှုကြောင့်ရပေါ့နော်ဆိုတော့ဘလိုမျိုးတက်ရောက်လာမလဲဆိုလို့ရှိရင်ကျမတို့တွေအဲအခုရောက်နေမဲ့နွေရာသီမှာဆိုလို့ရှိရင်လည်းပို့ပြီးတော့ပူလာမယ်နောက်ပြီးရောဂါပြရည်များလာမယ်မိုးရာသီမှာဆိုလို့ရှိရင်လည်းမိုးတွေများပြီးတော့ရေလွှမ်းမှုမှုတွေဖြစ်ပေါ်လာနိုင်တယ်နောက်လေယာဆိုင်ပြိုးရေးတွေ အားနည်းလာမယ်ပေါ့နော်အဲတဘာဝဘီရဲ့နေတွေပို့ပြီးတော့မြန်ပြလာမယ်ဆိုတော့ကျမတို့တွေဘလိုမျိုးကာကွယ်လို့ရလဲဆိုလို့ရှိရင်လက်ညက်စစ်တအားနဲ့ပေါ့နော်စွမ်းအင်တွေတော့တိတိချာချာအထိမ့်သိမ့်ပြီးတော့ထိန်းသိမ်းနဲ့ဒီ short ပြီးတော့သုံးတာမျိုးတွေပြုလုပ်ရမယ်။နောက်ပြီးတော့လို့ရှိရင်ပို့ပြီးတော့ recycle ပစ္စည်းတွေကိုအသုံးပြုမယ်ပေါ့နော်။တစ်ပင်နေများစိုက်ပြီးရမယ်။နောက်အာတန်တန်ရှင်ရှင်ဒီထားရမယ်ပေါ့နော်။နောက်ပြီးတော့လို့ရှိရင်တအူးနဲ့တအူးလည်းအဲဖေးမှရမယ်ပေါ့နော်။ဆိုတော့ သိပ္ပံပညာရှင်တွေကတော့ဒီလိုမျိုးဆက်သွားမယ်ဆိုလို့ရှိရင်နောက်ပိုင်းနှစ်တည်းရဲ့မှာအပူချိန်တွေက၄ degree လောက်ထိတိုးလာနိုင်တယ်လို့ပြောကြပါတယ်။ဒါကတော့ဒီကဘာကြီးအတွက်ကြီးမားတဲ့အပြောင်းအလဲတစ်ခုဖြစ်ပြီးရောပေါ့နော်။နောက်လာမယ့်နှစ်တည်းမှာလူသားတွေအတွက်အသက်မိုးဝမ်းကြောင်းအပြင်တခြားယောဂဗျာတွေပါပို့ပို့တိုးလာမယ့် ကိစ္စတွေပေါ့နော်ဆိုတော့အခုကတော့ကိုတက်နိုင်တဲ့လောက်ပဲထိမ့်သိမ့်လို့ရပါမယ်ပြီးွားလို့ရှိရင်အအရေးကြီးတာပေါ့နော်ကိုယ့်ရဲ့ကျန်းမာရေးကိုပိုကူယူဆိုင်ဖို့ပါဘာလို့လဲဆိုတော့နွေရာသီမှာကအရင်နှစ်တည်းကအထက်ပိုပိုပြီးပူလာဖို့ပဲရှိရပေါ့နော်ပြီးတော့အ ပြောရမယ်ဆိုလို့ရှိရင်မီးရီယာလည်းမမှန်ဘူးမီးရီယာလည်းမမှန်တဲ့အတွက်ကြောင့်မလို့အနေထိုင်အဆအဆအရာဂယူဆိုင်ဖို့အတွက်ပေါ့နော်ပြောချင်ပါတယ်ဒီဗီဒီယိုလေးကတော့အဆအဆအရာဂယူဆိုင်ဖို့အတွက်မှာခြင်းတဲ့ဗီဒီယိုလေးနဲ့နေရာဒီမှာပို့ပြီးတော့ပူလာမယ့်အကြောင်းကိုပြပြပေးတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်အားလုံးပဲအဆအဆအရာဂယူဆိုင်ကြပါရှင်